ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ chess education youtube channel ကနေပြန်လည်ချုပ်ဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ဗတ်တက်ဆက်ပေးသားမယ်ဆိုတော့ minor piece angle လေးကိုတက်ဆက်ပေးသားမှာဖြစ်ပါတယ်ကျွန်တော် minor piece ဆိုတာက chess မှာက bishop နဲ့ knight ကိုခေါ်တာဖြစ်ပါတယ် major piece ကတော့ rook နဲ့ queen ကိုခေါ်တာဖြစ်ပါတယ်အဲ့တော့ minor piece angle ဆိုတော့ မရှိနိုင်တဲ့ပျော်ရည်နိုင်တဲ့ပါတဲ့အန်ဂိန်းကိုမြင်သိရမှာဖြစ်ပါတယ်။ဒီနေ့ကတော့ကျွန်တော်အချိန်ကကြတဲ့အန်ဂိန်းလေးတစ်ခုကိုတိဆက်ပေးသားမှာဖြစ်ပါတယ်။ဒီအန်ဂိန်းထဲမှာတော့ကိုကမရှိနဲ့ပွန်အသာစီးရလာတဲ့အခါမှာတစ်ဖက်ကိုကျွန်တော်တို့ဘလို့ချီနေဒီမှာအနိုင်ရရှိတယ်။ဘလို့ချီနေဒီမှာတော့အနိုင်မရရှိလဲဆိုတော့ကိုကျွန်တော်ပြပြသားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်လက်ရှိအနေအထားလေးကိုအာကြည့်မယ်ပေါ့နော်။အဲ့တော့ဒီအနေအထားလေးကိုမပြပြခင်မှာဟိုဘာပြောခြင်းလဲဆိုတော့ ကျွန်တော်ပုံးတွေကကျွန်တော်တို့ shift file မှာပုံးချက်လုံးရှိရယ်အဲ့မှာမှာကျွန်တော်ပုံးတွေထဲမှာအားအနေဆုံးပုံးဆိုလို့ဆိုရင်ကျွန်တော် root ပုံးဖြစ်တယ်အဲ့တော့ version နဲ့ပေါင်းတဲ့အခါမှာလည်းအဲ့တိုင်းပဲ root ပုံးတွေကအဲ root ပုံးကလွဲပြီးတော့ကျန်တဲ့ file ကပုံးတွေဆိုလို့ဆိုရင် version တကောင်အတားနဲ့ဆိုရင်ဘလို့ကစားကစားလွဲလွဲကူကူနဲ့အနိုင်ရပါတယ်ဟုတ်ပြီနော်ကျွန်တော် version version အပူရမယ်ဆိုလို့ဆိုရင် ကိုယ့်ရဲ့ bond ဒီ reborn တာမဟုတ်ခဲ့ဘူးဆိုလို့ဆိုရင်ဘလို့ကစားကစားအနိုင်ရတယ်ဥပမာဆိုကျွန်တော်ဒီမှာဆိုလို့ဆိုရင်ကျွန်တော်အဖြူရှိလဲဆိုရင်အဖြူကနေပြီးတော့ကျွန်တော် G7 တွေပါတက်လိုက်လို့ရတယ်သူကกินလာမယ်ဆိုလို့ဆိုရင်ကျွန်တော်တို့ကဒီမှာအဲ bishop လေးပြန်ချောင်းထားလို့ရတယ်ပြီးတော့သူကกินပြန်သွားမယ်ဆိုလို့ဆိုရင်ကျွန်တော် bishop လေးတန်ဖိုးတစ်လက်ယူလာလိုက်လို့ရတယ်ဗျာပြီးတော့မှသူกินပြန်လာမယ်ဆိုကျွန်တော်ဒီမှာဒါလည်းသွားလိုက်လို့ရတယ်ဒါကြောင့်နောက်လက်ကြောင်းဆိုရင် promotion တွေပါတယ်ယူလို့ရပြီပေါ့နော် okay ဟုတ်ပြီဒါကတော့ အာအခုကျွန်တော်ပြသွားတဲ့ပုံသည် refine ကပုံမဟုတ်ဘူးကျွန်တော် knife fire ကပုံ knife ပုံဖြစ်တယ်အဲ့ဒါကျွန်တော်လေကူကူပဲအနိုင်ရရှိရโอเคဟုတ်ပြီဒါတော့ကျွန်တော်ဒီတစ်ခါ refine ကိုပြောင်းလိုက်မယ် refine ကိုပြောင်းလိုက်မယ်ဆိုလို့ရှိရင်ဟောကျွန်တော်တို့ဘလိုချင်းနေနေဖြစ်ပေါ်လာမလဲဆိုတော့ကိုကျွန်တော်ဆက်ပြီးတော့လေ့လာမယ်အဲ refine ကိုပြောင်းတဲ့အခါမှာ response ဆိုလို့ရှိရင်ကျွန်တော်တို့အမြဲတမ်းမနိုင်ဘူးလားဆိုတော့အဲ့လိုမျိုးလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့ refine မှာဆိုလို့ရှိရင်ကျွန်တော်တို့ response ဆိုလို့ရှိရင်ကျွန်တော်တို့ဘလိုချင်းနေဒီမှာနိုင်လဲဆိုတော့အဲကိုယ့်ရဲ့ ပုံးက promotion ဝင်မဲ့အကွက်ဒီအဲကျွန်တော်ဒီမှာဆိုရင်အမဲရောင်ကွက်ပေါ့အဲ့ဒီ promotion ဝင်မဲ့ square ဒီကိုမှရှိတဲ့ bishop နဲ့အယောင်တူတယ်ဆိုလို့ဆိုရင်ကျွန်တော်နိုင်တယ်အယောင်မတူဘူးဆိုလို့ဆိုရင်ကျွန်တော်တို့မနိုင်ဘူးတရေပဲဟုတ်ပြီနော်အခုဒီမှာဆိုလို့ဆိုရင်ကျွန်တော်တို့ h6 မှာရှိတဲ့ပုံးဒီ promotion ဝင်မဲ့ square ဒီ h8 h8 square ဒီအမဲအောင်ကွက်လေးဖြစ်တယ်အဲကျွန်တော်တို့ bishop ဒီအမဲအောင်ကွက်ပေါ်မှာရှိတဲ့ bishop ဒါဆိုလို့ဆိုရင်ဒီ promotion ဝင်မဲ့ square နဲ့ bishop နဲ့ဒီအယောင်တူတူပဲအယောင်တူတူပဲဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဒီနေရာမှာနိုင်လားဆိုရင် နိုင်ပါတယ်ဟုတ်ပြီနော်ကျွန်တော်ဒီညမှာနိုင်တယ်ဆိုတော့ကျွန်တော်ဒီညအဖြူရှိလဲဆိုအဖြူရနေပြီတော့ကျွန်တော် bishop နဲ့ check လိုက်လို့ရတယ်ကင်းလာမယ်ဆိုရင်ကျွန်တော် phone နဲ့ touch ချက်လို့ရတယ်ပြီးရင်လည်းကျကျွန်တော် promotion တောင်းဝင်လိုက်လို့ရတယ်ဒါဆိုရင် coin ရဲ့ပုံနဲ့ ACL အာအနိုင်ယူလို့ရတယ်ပေါ့နော် okay ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီတစ်ခါအဲ bishop နဲ့အကြောင်းမတူအောင်ကျွန်တော်ထားလိုက်မယ် bishop နဲ့ပုံနဲ့ပုံ promotion ဝင်မဲ့ square ဒီအကြောင်းမတူတော့ဒီတစ်ခါကျတော့ကျွန်တော်တို့ဘာတွေ့ရမလဲဆိုလို့ဆိုရင်ဒီတစ်ခါကျတော့ကျွန်တော်တို့ အာ promotion ဝင်မဲ့ပွန်းနဲ့ကိုမှရှိတဲ့ bishop ဒီအယောင်မတူတော့အဲ့လိုအယောင်မတူတဲ့ခါမှာကျတော့ကျွန်တော်တို့ကနိုင်လားဆိုရင်မနိုင်ပါဘူးဘာလို့လဲဆိုလို့ဆိုရင်ကျွန်တော်ဒီနေရာမှာအကယ်၍ကိုကအဲဒီမှာတန်ပိုတလက်ဗျာ waiting move တလက်လွတ်လိုက်မယ် waiting move တလက်လွတ်လိုက်တော့ဒီဘက်ကိုထွက်လာပြီဆိုလို့ဆိုရင်ကျွန်တော်ဒီမှာဘာလို့လို့ရနိုင်မလဲဒီမှာကျွန်တော်တို့ဒီမှာ bishop နဲ့ချက်တယ်ပဲထားပါတော့အဲကျဒီမှာ bishop ဘစ်ရှော့နဲ့ချက်တယ်ပဲထားဘစ်ရှော့နဲ့ချက်တယ်ဆိုရင်ကျွန်တော်ဂင်းကဟော sorry အဲဘစ်ရှော့နဲ့ချက်တယ်ဆိုရင်ကျွန်တော်ဂင်းကဘယ်ဘက်ပြန်လာမလဲဒီဘက်ပဲပြန်လာမယ်ဒီဘက်ပြန်လာတဲ့အခါမှာကျွန်တော်တို့ကဂင်းလာဖို့အတွက်ကိုလမ်းကြောင်းဖယ်ပေးမယ်ဆိုလို့ဆိုရင်လည်းဒီလိုလာမယ်ပေါ့ဗျာဒီလိုလာမယ်ဆိုလည်းသူကဂင်းက excel မှာနေမယ်အဲ့မှာ check မယ်ဆိုလို့ဆိုရင်လည်းဂင်းဒီဒီနားမှာနေမယ်ပက်ချာပွန်တက်လိုက်မယ်ဆိုလို့ဆိုရင်လည်းဒီနေရာမှာဒီနေရာမှာပဲနေအဲ့ဒီနေရာကိုကျွန်တော်ဒီမောင်းထုတ်လို့မရဘူးမောင်းထုတ်လို့မရတဲ့အတွက်ကြောင့်ကျွန်တော်ဒီနေရာမှာ ဟိုပြောမယ်ဆိုလို့ရှိရင်အနိုင်ရအောင်ကစားနိုင်လားဆိုရင်မကစားနိုင်ဘူးအဲဒါကြောင့်ကျွန်တော်တို့ဒီတိကျမှာတစ်ချက်ဒီကိုယ့်ရဲ့ promotion ဝင်မဲ့ပွန်သည် promotion ဝင်မဲ့အကွက်နဲ့ကိုပိချောင်းနဲ့အယောင်မတူဘူးဆိုလို့ဆိုရင်ကျွန်တော်တို့လုံးဝမနိုင်ဘူးပေါ့နော်အဲ theory ရသိရပါပဲအဲ့လိုကြောင့်ကျွန်တော်တို့ဒီ end game မရောက်ခင်မှာကစားကောင်တွေလဲတဲ့အပဲဖြစ်ဖြစ်ပွန်တွေခြံတဲ့အခါမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ bishop ကျန်ခဲ့မယ်ဆိုလို့ဆိုရင်ကိုပိချောင်းနဲ့ပွန်ဒီအယောင်ကြိုက်လားအယောင်မကြိုက်ဘူးလားဆိုတော့ကိုကျွန်တော်တို့အဲကစားကောင်တွေမလဲခင်နေရာတိကျတယ်ကြည့်ပြီးတော့ဆုံးဖြတ်မှာဖြစ်ပါတယ် အဲ့တော့အဲဒါကိုကလိုက်တဲ့သူပဲဖြစ်ဖြစ်ခုခံတဲ့သူပဲဖြစ်ဖြစ်ဒီအငိုင်းကကျွန်တော်တို့သိရသိရမယ်ပေါ့နော်ညာလို့မျိုးတိထားလို့ဆိုရင်ကျွန်တော်တို့တို့အကျိုးအများကြီးရှိပါတယ်ကစားပွဲတွေမှာလည်းလက်တွေ့အသုံးချလို့ရပါတယ်โอเคဟုတ်ပြီဒါဆိုကျွန်တော်ဒီဟိုဒီကောင်လေးကိုတော့အားလုံးနားလည်နိုင်မယ်လို့တော့ထင်ပါတယ်အခုဒါဆိုကျွန်တော်နောက်ထပ်အဲနမူနာပုစာတွေတပုတ်ထပ်ပြီးတော့ပြမယ်ပေါ့နော်အဲပုစာလေးကတော့ကျွန်တော်တို့ဒီမှာကျွန်တော်စီလိုက်မယ်ပေါ့နော် ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီပုံစံဆိုလို့ဆိုရင်ကျွန်တော်ဘလူးရွှေ့လဲလဲဆိုရင်ကျွန်တော်တို့အာဒါကကြတော့ကျွန်တော်တို့ဘလူးရွှေ့လဲလဲဆိုရင်ကျွန်တော်တို့အဖြူရွှေ့လဲဖြစ်တယ်ဗောနော်အဖြူရွှေ့လဲမှာဆိုလို့ဆိုရင်ကျွန်တော်တို့ကအဖြူကနေပြီးတော့အနိုင်ကစားမယ်အနိုင်ကစားဖို့အတွက်ဆိုရင်ကျွန်တော်သတိထားရမှာတစ်ခုတည်းကျွန်တော်ဒီဒီမှာအဖြူက နိုင်မို့တော့ဆိုပြီးတော့ကျွန်တော်အဖြစ်မှလက်ရှိအနေအထားရပြောမယ်ဆိုလို့ရှိရင်လည်းပေါနက်ကောင်ကအတာတိရရှိတာတဲ့အဲ့လိုအတာတိရရှိတာတဲ့အနေအထားတစ်ခုမှာကျွန်တော်တို့ကအဲသတိမထားမိပဲနဲ့ပေါ်အခြေတက်ရရင်ပြီးရောဆိုပြီးတော့ကျွန်တော် G4 ဆိုပြီးတက်လိုက်လို့ရှိရင်အဲ့ဒါဒီရွှေကွက်ဒီလုံးဝအဲဘလန်နာကြီးဖြစ်တယ်လုံးဝအမားဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒီနေရာမှာအမဲဒီတခါတည်းချက်ချင်းဆုတ်တယ်လို့မျိုးဘစ်ရှော့တိတ်ပွန်ဆိုပြီးစားလိုက်မှာ။ဘစ်ရှော့တိတ်ပွန်သားသူကကင်းနဲ့ပြန်စားမယ်ဆိုလို့ဆိုရင်ဒါဒီကျွန်တော်အခုနောက်ပြောခဲ့တဲ့ theory တိုင်းဖြစ်သွားပြီ။မဖြစ်တယ်ဆိုရင်ကျွန်တော်တို့အဖြူက ပေချော့တကောင်ပွန်တကောင်အသာသီးရထားတယ်သို့တော်ညာလည်းပဲပွန်ပရိုမိုးရှင်းဝင်းမက်စကွဲဒီအမဲအောင်ကွက်ဖြစ်တယ်ကို့မှာရှိတဲ့ပေချော့ဒီအဖြူအောင်ပေချော့ဖြစ်တယ်အဲ့တော့ကြောင့်ဒီနေရာဒီကျွန်တော်တို့ဒီနေထားဒီအဖြူကနေပြီးတော့အနိုင်ရနိုင်လားဆိုရင်လုံးဝလုံးဝမရပါဘူးဒါဒီကျွန်တော်တို့ theory ရတရေပဲဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကြောင့်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ဆိုရင်ကျွန်တော်တို့အာဘာလုပ်ရမလဲဆိုလို့ဆိုရင်ကျွန်တော်တို့ အဲဒီမူလနေရာကိုပြန်လာမယ်အဲကျွန်တော်တို့ကအဖြူရနေပြီးတော့အနိုင်ရဖို့အတွက်ဆိုလို့ဆိုရင်ဒီမှာ H fire ပေါ်တလုံးနဲ့တက်ပြီးတော့လည်းကျွန်တော်တို့မနိုင်ဘူး G2 G3 ပေါ်ကလည်းတက်ကိုတက်ကမယ်အဲ G3 ပေါ်တက်နိုင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလဲ Bishop အကူညီလေးလိုတာပြီအဲ့တော့ Bishop အကူညီလေးနဲ့ကျွန်တော်တို့သွားမယ်ပေါ့နော်အဲကျွန်တော်ဒီမှာဆိုလို့ဆိုရင်ကျွန်တော်ကင်းသွားလိုက်လို့ရတယ်အာကင်း E5 လည်းသွားလို့ရတယ်အဲအဲ့တော့ကျွန်တော်ဒီမှာအဲကြီးကြီးမယ်ပေါ့နော်ဘယ်လိုမျိုးသွားမလဲဆိုတော့ ဲ့ bishop f5 လဲတမ်းပြီးတော့သွားလိုက်လို့ရတယ်ပေါ့နော်အဲ့ကျတော့ king e5 ပဲသွား king e5 လဲသွား king e5 သွားမယ်ပေါ့အဲ့ king e5 သွားမယ်ဆိုလို့ရှိရင်အာကျွန်တော် king g7 လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလို့ရကျ bishop f5 လေးသွားလိုက်လို့ရတယ်ဗျ bishop f5 မှာသူကအာကျွန်တော်ဒီမှာ bishop ကအဲ c6 တွေပါလာမယ်ဆိုလို့ရှိရင်လဲကျွန်တော်တို့ကဘာလို့လို့ရလဲဆိုလို့ရှိရင် g4 တက်လိုက်လို့ရတယ်ဒါကြောင့်ဒီနေ့ထားမှာကျွန်တော်တက်ခွင့်ရှိပါပြီတက်လို့ရပါပြီအဲ့တက်လို့ရတဲ့အနေအထားတစ်ခုမှာကျွန်တော်တက်မယ်အဲ့ကိသူက king h6 တွေပါလာခဲ့မယ်ဆိုရင်လဲကျွန်တော်တို့က king ကိုအာ အဲဒီလိုတော့လို့ရတယ်ဒါမှမဟုတ်ဆိုရင်ကျွန်တော်ဒီနေရာမှာ bishop e4 လဲဆိုင်ပြီးတော့လဲလို့ရတယ်ပေါ့နော် bishop e4 ဆိုင်လာလိုက်မယ်ဗျာ bishop e4 ဆိုင်တော့ bishop d7 လာမယ်လာပြီးတော့ဒီကောင်ကိုစားမယ်ဆိုရင်လည်းကျွန်တော်တို့ကဒီနေရာမှာဘာလို့လဲလို့ရလဲဆိုရင် pawn လေးနဲ့ချက်ထားလိုက်လို့ရတယ်အဲ pawn နဲ့ချက်ထားလိုက်မယ်ဆိုလို့ဆိုရင်ဒီနေရာမှာအကလေးက तू က king h5 ထပ်ပြီးတော့တက်လာမယ်ဆိုရင်ကျွန်တော်တို့ကဘာလို့ရလဲဆိုရင် bishop နဲ့တစ်ခါချက်လိုက်လို့ရတယ် bishop နဲ့ချက်မယ် bishop နဲ့ချက်တဲ့အခါမှာ तू က king h4 ဆိုပြီးစားမယ်ဆိုရင်ကျွန်တော်တို့ကဘာလို့လဲလို့ရလဲ pawn လေးတစ်ချက်တက်သွားလိုက်လို့ရတယ် g6 တက်လို့ရတယ် အဲ့တော့ဒီစစ်တက်လိုက်မယ်ဆိုလို့ဆိုရင်တို့ကအကြွေ bishop e8 နဲ့လာပြီးတော့တားမယ်ဆိုရင်လည်းကျွန်တော်တို့ကဘာလုပ်မှာလဲဆိုတော့ g7 ထပ်တက်မယ်အဲ့ဒါဆိုတော့ bishop f7 လာမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ bishop လေးဒီမှာဆိုင်လိုက်လို့ရတယ်ပေါ့နော် bishop d5 လေးဆိုင်နိုင်လို့ရတယ်ဒါဆိုရင်ကျော်ဒီမှာနိုင်ရရှိသွားပြီပေါ့အဲ့တော့အဓိကကတော့ကျွန်တော်တို့ကဒီမှာဘာလုပ်ကြမလဲဆိုလို့ဆိုရင် bishop နဲ့ cover ယူပြီးတော့တက်ကြမယ်ပေါ့နော်အဲ့ကျတော့ဒီနေရာမှာတို့က အခုတော့ဒီနားလေးကိုပြန်ပြီးတော့ကြည့်မယ်ပေါ့နော်ဘယ်လျှော့ E4 ဘယ်လျှော့ D7 အဲ့ပါကျွန်တော်ဘယ်လျှော့အဲ့ချက်တယ်ချက်တဲ့ကမှာကျွန်တော်ဒီညမှာဂိမ်းကအခုတော့လည်းမျိုးပြ H5 ကိုပလာပဲနဲ့ဂိမ်းက G7 သွားမယ်ဆိုရင်လည်းကျွန်တော်တော့ဘာလုပ်မှာလဲကျွန်တော်ဒီမှာ H5 လေးပဲတက်ထားမှာဘွန် H5 လေးတက်ထားမယ်အဲ့တော့ကေဘေးကအာဒီညမှာဂိမ်း F8 ကိုသွားမယ်ဆိုလို့ဆိုရင်ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုရင်ဒီညမှာအာ H6 လေးတက်လိုက်လို့ရတယ် H6 လေးတက်ထားလို့ရတယ်ပေါ့နော် အဲ့တော့သူကလည်း visual a4 တွေပါတယ်ပြန်ပြီးတော့လာလာမျိုးလုပ်မယ်ဆိုရင်လည်းပဲအာကျွန်တော်တို့က visual r5 လေးပြန်ထားထားလို့ရတယ်ပြပြချင်းပဲကျွန်တော်တို့လုပ်လို့ရတယ်အဲ့တော့ visual b3 လာမယ်ဆိုလို့ဆိုရင်လည်းကျွန်တော်တို့ကဘာလုပ်လို့ရဆိုရင်ကျွန်တော် d6 တွေထပ်ထားထားလို့ရတယ်ဒါသည်ကျွန်တော်တို့အာလေလေကူကူပဲအာပွန်လေးတွေတက်တာမယ်ပြီးကျွန်တော် king က f6 လဲသွားလိုက်လို့ရတယ်ပေါ့နော်ပြီးကျွန်တော် visual ကလည်းဒီမှာ sign code တွေကပြန်ရှင်းကြံ့တယ်ပေါ့ဟုတ်ပြီအဲ့တော့ visual a2 ဒီနားလေးမှာကျွန်တော် pick up ပြီးတော့နေမယ်ဆိုရင်လည်းကျွန်တော်တို့ကအာဒီနေရာမှာအာ king offset လဲသွားလိုက်လို့ရတယ်ပေါ့နော် king offset ်ကင်းအဖြစ်ဆိုတော့ကင်းကဘယ်လိုသားတော့ဒီမှာကင်းရဂျေးကိုလာလို့မရဘူးဗျာကင်းဂျေးကိုလာလို့ဆိုကျတော့ဘစ်ချော့ချင်းဆိုင်လေးလိုက်လို့ရတယ်ဘစ်ချော့ချင်းဆိုင်လေးလိုက်မယ်ဆိုပုံနှက်ကောင်သားနဲ့ဆိုရင်ဒါလည်းလေကူကူပဲကစားလို့ရတယ်ပေါ့နော်အဲ့လိုလေကစားလို့ရတယ်အာအဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော် GN GA ကိုသွားမယ်ဆိုလို့ဆိုရင်ကျွန်တော်တို့က G7 ရင်တက်လိုက်လည်းရတယ် G7 တက်ပြီးတော့မှကျွန်တော်တို့ဒီမှာအဲ Bishop E6 တွေချက်လိုက်လို့ရတယ်ပေါ့နော် Bishop G ချက်လိုက်လည်းရတယ်အဲဒီလိုပုံစံနဲ့ကစားလို့ရတယ်ပြီးတော့ကျွန်တော်ဒီမှာ A7 ချက်မိတ်လည်းကျန်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော် A7 ပေါ်ချက်ပြီးတက်ပြီးချက်မိတ်လို့လည်းရတယ် အဲ့ကြအဲ့လိုမှမဟုတ်ဘဲနဲ့သူကဂိမ်းကတော့ဒီညမှာသွားကြမယ်ဆိုရင်ဂိမ်းအရေးသွားမယ်ဆိုရင်လည်းကျွန်တော်တို့က A7 နဲ့တက်လိုက်လို့ရတယ်ဗျာ A7 တက်လိုက်လို့ဆိုရင်တော့လည်းကိုကိုပဲအနိုင်ရရှိသွားမယ်အဲ့တော့အဲ့ဒီသူက version အာ G8 တွေပါလာမယ်ဆိုရင်လည်းအာကျွန်တော်တို့ဒီမှာ A7 တက်လို့ရတာပဲဒါတော့စားမယ်ဆိုရင်ကျွန်တော်တို့ပြန်စားလိုက်လို့ရတယ်ပေါ့နော်ဒါဆိုလည်းနိုင်တယ်ပေါ့အဲ့တော့ကျွန်တော်တို့အဓိကကကျွန်တော်တိထားမှသည်မတိထားမှလည်းဆိုလို့ဆိုရင်ဒီလိုမျိုးကျန်တဲ့အနေထားကြတော့ကျွန်တော်သတိထားမှာတစ်ခုပဲရှိရယ်ကျွန်တော်ဒီအာဘာတော့ကမလဲဆိုလို့ဆိုရင် ဒီမှာ ပေါင်းကိုအလွန်ကြုံမတက်မိစေရအောင်ကျွန်တော်အဲ့လိုနားနိုင်လိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်စိတ်ရှည်ရတယ်ဗောနော်အန်ငင်းကကျွန်တော်တို့အရေးကြီးရဲ့တခုမှတကွမှမှားလို့မရအောင်အဲ့တော့စိတ်ရှည်ခြင်းနဲ့ကစားလို့ရှိရင်နိုင်ပါတယ်အဲ့ဆိုရင်အခုကျွန်တော်အဓိကဒီအန်ငင်းလေးပြန်ပြီးတော့အနှစ်ချုပ်မယ်ဆိုလို့ရှိရင်ကျွန်တော် base shot အသာစီးရတဲ့ သူကကျွန်တော်ပွန်တွေကအဲဘဲဖိုင်မှာမဆိုလို့ဆိုရင်ဘဲဖိုင်မှာမဆိုဘောเนาะ root ball root ball ကလွဲပြီးတော့တခြားကျန်တဲ့ဖိုင်ကပွန်တယ်ဆိုလို့ဆိုရင်ဒါလွယ်လွယ်ကူကူနဲ့အနိုင်ရရှိတယ်အဲ root ball နာဆိုလို့ဆိုရင်တော့ promotion women square နဲ့ coach shop အယောင်ဒီအဲသူ့နေမယ်ဆိုလို့ဆိုရင်ကျွန်တော်လွယ်လွယ်ကူကူအနိုင်ရရှိတယ်အကယ်၍မတူခဲ့ဘူးဆိုလို့ဆိုရင်တော့ဒါဒီကျွန်တော်တို့မနိုင်ပါဘူး theory ကတည်ပါပဲပေါ့ဟုတ်ပါပြီ အဲ့တော့ဒီ angle လေးကိုအားလုံးပေါ့ပေါ့နားလည်လေးမလို့ထင်ပါတယ်တကယ်၍ဒီ angle နဲ့ပတ်သက်ပြီးတော့နားမလည်တာအဲသိချင်တာမရှင်းတာတခုခုဆိုရင်ကျွန်တော် comment မှာမေးသွားလို့ရပါတယ်အဲကျွန်တော်ရဲ့ဒီ video လေးကိုအဆောတော့တရှိအပေးကြတဲ့တယောက်ထင်တဲ့ကိုကျေးဇူးများတင်ပါတယ်ကျွန်တော်တို့နောက်ထပ် video မှာပြန်တက်ဆောင်မယ်အားလုံးပဲကျေးဇူးပါခင်ဗျာ